ဝန်ထမ်းတွေအပေါ်မှာငွေကြေး၆ဘန်းကကောင်းပေးခဲ့ပေမဲ့တစ္ဆာဖောက်ခံလိုက်ရတဲ့ပိုးချပြုခင်ပိုးချပြုခင်ကအကိုထုံးနဲ့လက်ထပ်ပေးရနာပီကင်းထုံးဆိုရင်ဆိုင်လေးကိုဖွင့်ထားတာဖြစ်ပါတယ်။စင်ရွှေနာဆိုင်ကိုဦးစီးလာတာဆိုရင်တနစ်ကျော်ရှိပြီဖြစ်တယ်လို့ဆိုင်ရဲ့ရောင်းအားကလည်းကောင်းပါတယ်။ဒါပြင်ဝန်ထမ်းတွေအများကြီးနဲ့ဆိုင်ရဲ့ရောင်းအားကိုလည်းပတ်နေတာပါ။ ပို့ချပြုခင်တဲ့ကိုထွန်းတို့ကဝန်ထမ်းတွေကိုဆိုရင်ပြောင်းအောင်ထားတဲ့အလို့ရှင်တွေထဲမှာပါပါတယ်။ဝန်ထမ်းတွေရဲ့စာဝတ်နေရေးကိုလည်းဂယူဆိုင်ပေးတဲ့အပြင်ပြောင်းအောင်လေးလားစာရီတူပေးကမုံမိုးတွေလည်းမြေပေးတက်တာပါ။ငလင်ပေးတို့ကဆိုရင်လည်းငလင်ကြောင့်အင်ပြိုသွားတဲ့ဝန်ထမ်းတွေကိုသူတို့ဆိုင်ဘက်ကနေငွေကြေးတွေထောက်ပံ့ပေးကြတာပါ။ဂျာပင်ဆိုင်ကလေးလာပိုင်းတစ်လလုံးပိတ်ထားကြတာပါ။ဆိုင်ပိတ်ထားရပေမယ့်ပို့ချပြုခင်ကဝန်ထမ်းတွေကိုလစာပြေသာပေးကြတာဖြစ်ပါတယ်။ဒီမှာဘက်ကနေဝန်ထမ်းတွေအရှောင်တောက်လာအောင် ီးမျိုးစုံနဲ့ပံ့ပိုးပေးပေမဲ့လေဝန်ထမ်းတွေစီကနေကောင်းတာတွေပြန်များခဲ့ပါဘူးဝန်ထမ်းတွေကသူမကိုတစ္ဆာဖောက်တာတွေပါလုပ်ခဲ့တာပါသူတို့ရန်နာဆိုင်လုပ်ငန်းမှာအပြိုင်ဆိုင်တွေကလည်းများတယ်လို့စောက်ထင်းတဲ့အရာတွေကလည်းစောက်ထင်းရပါတယ် ဒါပြီးဝန်ထမ်းတွေကိုဆိုရင်လည်းအစားကနေအဆုံးအကုန်လုံးပြင်သင်ပေးရတာပါပို့ချပြုခင်ဆိုရင်တော့ဝန်ထမ်းတွေကိုရတနာပညာတွေလည်းသင်ပေးသလိုဝန်ထမ်းကောင်းတယောက်ဖြစ်အောင်လည်းအမြဲပံ့ပိုးပေးပါရည်ယုံကြည်စိတ်ချရတဲ့ဝန်ထမ်းတွေဖြစ်အောင်ငွေကြေးတွေကစာထောက်ပံ့ပေးကြတာပါဒါပေမဲ့ဝန်ထမ်းတွေကမယုံကြည်ကြရဘဲသူမကိုတစ္ဆာဖောက်သွားကြတာပါအလုပ်ကိုလည်းစိတ်ဝင်စားပဲနေပို့ချပြုခင်တို့ရဲ့ဆိုင်ရောင်းအားကြအောင်လို့တစ်ဖက်တစ်လမ်းကနေကြိုးဆောင်ပေးသလိုဖြစ်နေရပါ ဆိုင်တဆိုင်ရဲ့ရောင်းအားကဝင်းနှင်းတွေနဲ့လဲဆိုင်ပါရင်ဝင်းနှင်းတွေကအလုတ်ပေါ်မှာအာရုံမစိုက်ဖဲနဲ့ခက်တင်တင်ခက်မှမှဖြစ်နေရင်အိတ်ဆိုင်ကိုဘသူကမှမဝဲခြင်းမင်းနဲ့ရှောင်းသွားကြမှာဖြစ်ပါရင် အခုလိုဝင်နေနေကအလုတ်သေးချာမလုတ်တာကိုပို့ချပြုခရာတိချာတိခရာပါရီဒါကြောင့်မလို့လေစိတ်ဝင်စားပဲနေတစ္ဆာဖောက်နေတဲ့ဝင်နှဲကိုအလုတ်ကနေချိန်မိထုတ်ခဲ့တာပါသူမတို့ဆိုင်မှာဆက်မလုတ်ခိုင်းတော့ပဲအလုတ်ထည့်ပြလိုက်တာဖြစ်ပါရီသူမအနေနဲ့လို့သမားကောင်မဟုတ်တာကိုချိန်မိတိလိုက်ရှာလို့တော်သေးတယ်ဆိုပြီးတော့ဝန်တာနေတာပါနောက်ထပ်ဆိုင်တွေတက်ကတော့ဝင်နှဲစိုးရီကြောင့်တန်ဆက်ခင်ရကြတော့မှဆိုပြီးတော့ပို့ချပြုခင်ဟာရေးတင်ထားပါရီအလုတ်တစ်ခုလုတ်ပြီးဝင်နှဲကောင်ရှာဖို့ကလည်းအရန်ကိုရေးကြည့်တာပါပို့ချပြုခင်ဟာမင်းသမီးလုတ်တုံးကအခုလိုအရာတွေကိုခေါင်းမဆားရပေမဲ့လုံ င်းရှင်ဖြစ်လာချိန်မှာတော့ဝင်နေနေတဲ့ပတ်သက်ပြီး ခေါင်းဆောင်ရကဖြည့်ရှင်းစရာကြီးလည်းများလာပါတယ်။ပိုကြပြုတ်ခင်နေအကိုတွန်းတို့ကသူတို့ကလည်းကောင်းပေးသလိုသူတို့အပေါ်ကောင်းတဲ့ဝင်းနေမျိုးကိုလိုချင်တာဖြစ်ပါရည်။ငလင်လုတဲ့နေတုန်းကဆိုရင်လေဆင်ရွှေနာပစ္စည်းတွေကိုတော့မှမယူခိုင်းမင်းဆိုင်ကန်းကြီးကနေဝင်းနေနေကိုကိုလိုရှုံးထွက်ပြေးခိုင်းခဲ့တာပါ။အကိုတွန်းနဲ့ပိုကြပြုတ်ခင်တို့ကဝင်းနေပေါ်မှာသဘောပြဖြူနဲ့ဆက်ဆံပေးခဲ့ကြတာဖြစ်ပါရည်။ဝင်းနေနေပေါ်မှာငွေကြေးတွေထောက်ပံ့ကကောင်းပေးခဲ့ပြီးမင်းတစ္ဆာဖောက်ခံလိုက်ရတဲ့ပိုကြပြုတ်ခင်ပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။အစုံဒီတရှိဝပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူး တင်ပါရင်နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စေတီတီနုပညာရှင်ရဲ့သတင်းတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မိတ်ဆက်ပါနေအောင်ရှင်အားပေးနှဆိုင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုယ်စိတ်နှလုံးရှင်လင်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတောင်းမြတ်တာစကားလေးပို့တိုင်ရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရင်နောက်နေ့တွေမှာလည်းဆယ်လီနေနုပညာရှင်ရဲ့သတင်းတူပြန်လာခဲ့ဦးမှာဖြစ်လို့စောင့်ကြည့်ပေးဖို့အမိပါနေအောင်ရှင်